လူတော်တော်များများတွင်တွင်ကျကျတုံးလာတဲ့ဝကြဆက်စကလုံးတစ်လုံးကိုသတိထားမိပါတယ်။အဲ့ဒါကတော့ဒါဘီတိပါ။တချို့ကလည်းဒုဘီတိလို့တုံးပါတယ်။နည်းနည်းထူးဆန်းတာကအတိကိုတလုံးကြီးတင်တိလို့ရေးနေကြတော့အ내ပြောက်နေပါတယ်။အဲ့ဒါလိုလုံးကြီးတင်နဲ့ရေးတဲ့ဒါဘီတိကအေးမားနေတယ်လို့ဆိုနိုင်ပါသလားဆိုတာကိုဆရာကြီးဥထွန်းတင်နဲ့အမေးကြည့်ဖြစ်ပါတယ်။ဒါဘီတိဒုဘီတိဆိုတဲ့အတိကတော့ရေးရင်တလုံးစဉ်ရေးရမှာမဟုတ်ဘူး။ရေးမရေးရင်တော့အပညာကြီးတက်နေရေးရမှာပေါ့။ ဒါဝေတိသုဝေတိဒါဖြစ်ပေသည်ပေါ့ဗျာဒါဖြစ်သည်သို့တော်လဲလို့ပြောကြင်မှာပေါ့အဲ့တော့ဒီဟာပညာတတိအောက်ကမြင်သိပဲပြင်မှာပေါ့ညာဤတတ်နေရေးမှာပေါ့ဒါကိုကျွန်တော်တို့နည်းနည်းပြောင်းပြောတဲ့အခါကျသိကိုသိမပြောဘဲနဲ့ဒါဗီဒဲဆိုပြီးတော့ဒဲလို့လဲကျွန်တော်တို့ကပြောတယ်အဲသိကိုပဲပညာဤတတ်အောက်ကမြင်သိကိုပဲဒဲလို့ကျွန်တော်တို့ကပြောင်းလိုက်တာဒါဗီဒဲဟမ် တို့ဗီတဲ့ဒါဝတဲ့လည်းပြောမယ်တခါတခါမနဲ့လည်းပြောမယ်ပေါ့ဒါပေမဲ့တို့ဗီမဲ့အဲ့တော့ဒါပေမဲ့တို့ဗီမဲ့ဒါဗီတဲ့တို့ဗီတဲ့ဒါဗီတိတို့ဗီတိဒီလိုပေါ့ဆရာလုံးကြီးတွေနဲ့ရင်းနေကြတာဒါဆိုရင်မှားတယ်လို့ဆိုရမှာပေါ့လုံးကြီးတွေနဲ့ရင်းရင်တော့မှားတာပေါ့ဗျာဟုတ်ကဲ့ဆရာဒါဗီတဲ့တို့ဗီတဲ့ဒါဗီတိတို့ဗီတိဒါဗီမဲ့တို့ဗီမဲ့ဒါဗီမိတို့ဗီမိ ဲ့ဒီဟာတွေအလုံးအအဓိပ္ပာယ်တခုတည်းပဲလားညီနဲ့ဒီနဲ့ပြောင်းလိုက်တာပါပဲအဓိပ္ပာယ်ကတော့အတူတူပါပဲသုံးတဲ့အဓိပ္ပာယ်မှာနောက်တစ်ခုကကျွန်တော်တို့စာစုဆရာတော်ကြီးပေါ့လေဇီဗန်နီဆရာတော်ဇီဗန်နီဆရာတော်ဇီဗနီဆရာတော်အဲ့လိုအမျိုးမျိုးခေါ်နေကြတာမှာဘယ်အခေါ်ကအများအသင့်တော်ဆုံးဖြစ်ပါသလဲဆရာ။ဒါကလည်းဇီပန်နီဆိုတဲ့စကားကလာတာဖြစ်မှာပေါ့လေ။ပန်နီကနေပြီးတော့နောက်တော့ပနီဆိုပြီးတော့ပြောတယ်။ပနီပေါ့လေ ပါသောကဲနာလုံးဤတမန်တော်ပန်းညရလာတာပဲဖြစ်ပါလိမ့်မယ်အဲ့မှာပဏီရရများတယ်ဗျခီးမှလည်းပဏီရှိတယ်အမျိုးပေါ့ဗျာတွေ့စီအနီအနီမျိုးပေါ့ဒီပဏီစရာရှိတယ်နောက်မကြီးဆိုလဲမကြီးပဏီစာလေးလဲရှိတယ်ဗျရေးတဲ့ခါမှာတော့အဲပဏီလို့ပဲတပုံမှာတော့အဲ့လိုလေးခွင့်ပြုတာပေါ့လေပဏီဒါပေမဲ့ပဏီမဟုတ်ပဲနဲ့ ပန်းနေကအများရင်းမြစ်ဖြစ်မလားပေါ့ဒီပန်းနေဒီပန်းနေနဲ့ဇီးပနီအဲ့တော့အဲ့ဒီပါတော့ကိုပဲဘုံကတော့ပါကုန်းနေနဲ့ပါနေရတဲ့ခါကျတော့ဒီပနီတို့ဘာလို့မှပါကုန်းနေနဲ့လည်းပဲဒီပန်းနေတွေပါရရတာတွေတွေ့ရတာပေါ့လေတော်တော်လက္ခဏာပါတော့ပန်းနေကိုလက္ခဏာပါတယ်တခြားတစ်ပဲမေးချင်တာကဆရာခမညာဇီးပနီဆရာတော်ကြီးဆက်ဆိုတဲ့ပါတော်မူတန်းကျင်းတဲ့မှာ T3 N3 မြို့3 3ည3 3ဝဖြစ်မှာ တတချောင်းငင်ညာလေးတက်နဲ့တုံးလာဆိုတော့အဲ့ဒီတုံးကတုံညကနေလာတာများဖြစ်မလားဆရာတုံညနေလာတယ်လို့လက်ခံထားကြပါတယ်တုံညကိုပဲတုံးလို့လိုက်တော့ဗျာတတချောင်းငင်ညာလေးနဲ့ပဲတက်ပြီးတော့တုံးလို့ရေးတာပေါ့ပါဠိစကားပဲပေါ့အဲ့တော့တုံးဆိုတာပါဠိသက်ပေါ့ပါဠိတဲ့ဟောဟာတာပေါ့ဘာမှမရှိဖြစ်တာကိုပြောတာပေါ့လေတုံညလိုပဲဘာမှမရှိတဲ့ဟာကိုပဲပြောတာပေါ့ ောက်တစ်ခုကတော့အနန္တဒုရိယအမတ်ကြီးဆက်ခဲ့တယ်ဆိုတော့မျက်ဖြေလင်ကားထဲမှာခန္ဓာခိုင်ကြည်အတီမမြဲဖောက်လွဲတတ်သည်မချွတ်စသာသတ္တဝါဒီမှာအဲ့ဒီစသာကဘာလဲဆရာ မချွတ်စေတာလို့ပြောချင်တာလားခင်ဗျာကျွန်တော်ကတော့ဒီစလို့ပဲပြောတယ်ထင်ပါတယ်စဆိုတော့စကတော့အပူထဲတာပေါ့ဗျာသူကပုတ်ဖြည့်ပေါ့ပဒဗုရဏပေါ့မချွတ်တာဘူးပေါ့မလွဲတာဘူးပေါ့မလွဲဘူးပေါ့ ချောင်လို့မရဘူးပေါ့အဲ့ဒီသဘောပြောချင်တာမှာအဲ့မှာစလေးထက်လိုက်တယ်မချွတ်စသားမလို့စကားမှုဆိုတဲ့ဟာမျိုးနဲ့အတူတူဖြစ်မဲ့တင်တယ်နော်ဆရာဟုတ်လားအေးဟုတ်တာပေါ့မလို့စကားမပြောစကားဟုတ်ကဲ့ပါဆရာဒီလင်္ကာထဲမှာပဲစီးစိမ်မကွာမင်းချမ်းသာကသမုတ်တရားရေမျက်နှာထက်ခဏတက်သည် ရေဘွက်ပမာတသက်လျာဤဆိုတာလဲပါပါတယ်အဲ့ဒီတသက်လျာရဲ့အထိပယ်ကလည်းနည်းနည်းရှုပ်သလားလို့ဆရာအဲ့ဒါလေးကခေးဆောင်ပိတ်တယ်မှာလဲပါပါတယ်ဟိုတုန်းကလည်း ပါခဲ့တာပေါ့လေကောင်းပါတယ်ဟိုတုန်းကလည်းပဲဥပမာလေးတွေနဲ့ဟိုလေအတုံးလေးတွေပေါ့လေအတုံးလေးတွေပြပြီးတော့ပြောထားတော့ပိုခိုင်လုံတော့တာပေါ့ပိုကောင်းသားပါတယ်တခုကတသက်လျာဆိုတာတသက်တာကာလပေါ့တသက်လုံးကိုပဲတသက်လျာလို့ပြောတယ်ဒါကတနက်ပေါ့နောက်တနက်ကတော့ဟိုပောရဏတွေမှာတုံးခဲ့တဲ့ဟိုအတုံးပေါ့တခဏပေါ့ဗျာ ခုနရေးပွဲမှာဒီပါတဲ့ဒီဟိုနေတော့မှလည်းအခုခီးဆောင်တော့မှလည်းဒါထဲ့ပါတယ်တသက်လေးရာဆိုတာဒီလေးရာကယာထားတာပဲဗျတသက်နဲ့ယာထားတဲ့ဟာကိုတသက်လေးရာပေါ့တသက်လေးရာဆိုတာတသက်နဲ့ယီမန်းထားတယ်တသက်နဲ့တွက်ဆထားတယ် တသက်နဲ့ချိန်ဆထားတဲ့ဟာဟာတသက်လျာပဲပေါ့အရင်တော့ကထုတ်ခဲ့မှုတဲ့မြမအဘိဓာန်အချင်းကျုပ်ထဲမှာတော့တသက်လျာကိုဥပမာပေးပြီးအဓိပ္ပာယ်နှမျိုးထွက်ကြောင်းရှင်းထားပါတယ်ဥပမာတစ်ခုကတော့ကျွန်တော်တို့ခုပြောခဲ့တဲ့အနန္တသူရိယမျက်ဖြင့်လင်္ကာထဲမှာပါတဲ့ရေဘွက်ပမာတသက်လျာတွေပါဒီနေရာမှာပောရနာစကားဖြစ်ပြီးခဏယာယီဆိုတဲ့အတိတ်ပဲလို့ဆိုပါရဲနောက်ထပ်ကိုကားတဲ့ဥပမာတစ်ခုကတော့ပါနာဟုဒစေချန်ထဲမှာပါတဲ့တခါရီးသာပြုမိယုံနှင့်တသက်လျာလုံး ဝေဒနာခံစားကြရသည်မှာဆိုတဲ့အသုံးဖြစ်ပါတယ်။ဒီနေရာမှာတသက်လျာဟာအသက်ရှိနေသောအခိုက်တန်းလို့ဆိုပါတယ်။မွေးချိန်ကနေသေချိန်အထိဘဝတသက်လုံးရထားတဲ့သဘောဖြစ်ပါတယ်။ဒါ့အပြင်ဆရာကြီးဦးထွန်းတင်ကိုမေ့ချင်တာလေးရှိပါသေးတယ်။အဲ့ဒါကတော့၆ပြစ်กินတဲလဲစဉ်ဆိုတဲ့ဇာတ်ကားမှာ၆ပြစ်กินတာကတော့တော်တော်လေးရှင်းနေထင်ပါတယ်။အပြစ်၆ပါးกินတာဖြစ်လိမ့်မယ်ထင်ပါတယ်။အဲတဲလဲစင်မှာနည်းနည်းရှုပ်နေပါတယ်တဲလဲဆိုတာတဲလဲကိုပြောချင်တာလားဒါမှမဟုတ် တခြားဘာများဖြစ်နိုင်မှသေးတယ်လဲဆရာခမကျွန်တော်တင်တော့တဲလေးစင်ဆိုတာဟာတလဲကိုပဲပြောတာတင်တာပဲဗျတဲလေးဆိုတာတလဲကိုပဲပြောတာပဲတဲကိုအမှန်တော့တဲလို့လဲခေါ်တယ်တဲပေါ့ဗျအဲ့ဒီတဲကိုပဲကျွန်တော်ကနည်းနည်းခွဲပြောလိုက်တဲ့ခံကြတော့တဲကိုတလဲဆိုပြီးတော့ဒီလိုခွဲပြောလိုက်တဲ့သဘောလေးလာကဟိုအပေါ်ထဲတာပေါ့လေတဲကိုပဲ ဒီလိုပြောလိုက်တယ်ဥမာဖြင့်ဘာခေါ်လဲဆိုလို့ချင်းတချို့နေရာတွေမှာထားပါတော့ကိုရာဟုပဲကျွန်တော်ကကိုရဲလို့ပြောရင်လည်းရတယ်ဒါပေမဲ့ကိုရာဟုပဲနောက်ကလောဆော်လိထဲလိုက်ပြီးတော့ကိုရာဟုကိုကလုံးလိုက်တယ်ပေါ်ဒရနဲ့လာနဲ့ပေါင်းပြီးတော့ကိုရာဟုပဲကလောလို့ပြောလိုက်တယ်ကန့်နာဟုပဲကန့်ထုတ်လက်ထားဟုပဲကလန့်နယ်လို့ပြောလိုက်တယ်ထားပါတော့ တခုကန့်ရတယ်ဒါရီရတော့ကန့်လေးပဲကန့်ရတဲ့အရာလေးမို့ကန့်ခွန်ပါဗျာဒါကိုကျွန်တော်တို့ကကလန့်လို့ပြောလိုက်မယ်ကန့်ကိုပဲကလန့်လို့ပြောလိုက်တယ်ကိုရာကိုပဲကလော်လို့ပြောလိုက်တယ်နောက်ပြီးတော့ဒီခုနပြောတဲ့တဲကိုပဲတလဲလို့ပြောလိုက်တယ်ဒီလိုလေးလောက်သားတယ်လို့ယူဆတာပဲ